အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်မယ့် episode 30နေမှာတော့ဒွန်းစီကငွေလိမ်သွားတဲ့ emo ကောင်ကိုဒွန်းဖေးရဲ့တပြည့်တွေကပညာကောင်းကောင်းပေးချပါရဲ့လူမိုက်တွေရဲ့ကောင်းဆောင်ဖြစ်တဲ့လူကြီးကတော့ကောင်းလင်မင်းကလူရွေးမားသွားတယ်ကွာမလိမ်ငယ်ပါအရင်ဆုံးလိမ်မဲ့သူရဲ့နောက်ကျောင်းကိုစုံစမ်းထားရတဲ့ဆိုပြီးတော့ဆုံးမနေပါရဲ့သို့နောက်မင်းစစ်ကိုတုံနေထောက်လိုက်ပြီးတော့အခုတော့မင်းအသုံးမကျနဲ့ငါတို့အကုန်လုံးအချင်းကုန်ရတယ် ခဏနေတခင်လေးလာတော့မယ်အရှင်လက်လာမြေမမြုပ်အခမ်းရပါစီနဲ့လို့ဆူတောင်းတာဆိုပြီးတော့ပြောလိုက်ပါရင်အီမိုကောင်ကတရက်မှကြောက်တဲ့အတွက်ချုံးပွဲချငိုပါရီတို့ချိန်မှာပဲကျောင်းကနေပြန်လာတဲ့ဒွန်ရောက်လာခဲ့ပါရီသူကအလင်ခံလိုက်ရတာကြောင့်ဒေါသကလည်းထွက်နေပါရီထွန်းတော်ဒွန်ကအီမိုကောင်ရဲ့ရှေ့မှာရပ်လိုက်ပါရီအီမိုကောင်ကဒွန်ကသူ့ကိုတတ်တော်မဲ့ထင်ပြီးတော့တုံ့ယူနေပါရီဒွန်ကထိုးချိန်မှာ ဘောမိတ်အိတ်ကထဲကိုနိုင်ပြီးတော့အလင်းရောင်ဆူဆူနဲ့အရာတခုကို ထုတ်နေပါ යි ။အီမိုကောင်ကတော့ဒွန်းကဓာတ်ကိုထုတ်နေရလို့ထင်ပြီးတော့အသေးကြောက်နေပါ යි ။တကယ်တမ်းမှာတော့ဒွန်းကယူနာပေးလိုက်တဲ့ PK ကိုထုတ်လိုက်ပြီးတော့စားဖို့လုပ်လိုက်ပါ යි ။လူမိုက်ကောင်းဆောင်ကတော့တခိလေးဒီကောင်ကိုဘယ်လိုလုပ်လိုက်ရမလဲဆိုပြီးတော့မေးလိုက်ပါ යි ။ဒွန်းကတော့ငါဝယ်လိုက်တဲ့စပိန်ဘယ်မှာလဲဆိုပြီးတော့မေးလိုက်ပါ යි ။ကျွန်တော်စပိန်ကိုမြင်သွားပြီးတော့စပိန်နာကိုတော့က ဒီလိုစက်ဘိန်းမျိုးကို1 9000နဲ့ရတာတန်လိုက်တာဆိုပြီးတော့စက်ဘိန်းကိုကင်ကြည့်နေပါတယ်။ emo ကတော့သူ့စက်ဘိန်းကိုယူတော့မဲဆိုတာကို သိတာတော့ကဘာစပြက်နေပါပြီ။ပြက်ချင်လဲပြက်ချင်စရာပါပဲ။ asset လို့ဘေးရဲ့ friend တစ်ခုတည်းနဲ့တင်ဒေါ်လာ3500ဝန်းကျင်လောက်ရှိပါတယ်။တစ်စီးလုံးတန်ကြီးကအနည်းဆုံးဒေါ်လာ9000ကျော်လောက်ရှိပါလိမ့်မယ်။အဲ့ဒါကို1 9000ပြပြီးတော့ဒွန်ကမှတ်သွားတော့မှာပါ။ဒွန်ကတော့ ဆက်ဘင်းကိုမလာပြီးတော့အီမိုကောင်ရဲ့အရှိကိုရောက်မှာတော့မင်းမဆက်ဘင်းလည်းမရှိတော့ဘူးဆိုတော့ဆက်ဘင်းလည်းစီးစရာမလိုတော့ဘူးအဲဆိုတော့ဒီအုတ်ထုတ်ကိုငါ့ကိုပေးလိုက်တော့ဆိုပြီးတော့အုတ်ထုတ်ကိုပါထပ်မလာပါဘူးထွတော်တွန်းကကျွန်တော်လည်းဆက်ဘင်းကိုရပြီးဆိုတော့သူ့ကိုလွတ်ပေးလိုက်လို့ရပြီးဆိုပြီးတော့ပြောလိုက်ပါတယ်လူမတ်တွေအကုန်လုံးကလည်းတွန်းရဲ့မတူတော့တဲ့ပုံစံကြောင့်အားလုံးကအံ့ဩနေကြပါတယ်တကယ်တမ်းမှာတော့တွန်းကယူနာကသူ့ကို PK ကျွေးလိုက်တယ်ကော ဒေါသတွေပြောက်ပြီးတော့လန်းဆန်းတက်ကြွနေတာဖြစ်ပါတယ်။အီမိုကောင်ကတော့အသက်မခံရတဲ့ဘူးဆိုတာကြောင့်စိတ်သက်သာရရသွားပါတယ်။လူမိုက်ကောင်စကလည်းဒီကောင်ကန်ကောင်းသွားတယ်။ကဲကဲငါတို့လည်းဒီကောင်ကိုလွတ်ပေးပြီးတော့သွားကြရအောင်ဆိုပြီးတော့သူ့အဖွဲ့ကိုပြောလိုက်ပါတယ်။ဒါပေမဲ့နောက်လိုက်လူမိုက်တွေကတော့အီမိုကောင်ကိုဒီတိုင်းလွတ်မပေးလိုက်ပဲနဲ့လမ်းကြားတစ်ခုမှာကောင်းမဲဖော်ထားပြီးတော့တကူလုံးကိုမြေမြုပ်သွားခဲ့ပါတယ်။ဂျင်းနဲ့မင်းတို့ကတော့အိမ်မှာ ကွန်ပျူတာလှုပ်ရင်လည်းရန်ပြစ်နေကြပါရဲ့တော်ချိန်မှာတကားပေါက်ကိုခဲနဲ့ထွက်လာတဲ့အတန်ကိုကြားတာကြောင့်မင်းတို့ကကြေမင်းတို့ခုခုကြားလိုက်သေးလားဆိုပြီးတော့မေးလိုက်ပါရဲ့ကျွန်တော်မင်းတို့ကဗရင်းပေါက်ကိုဖွင့်ပြီးတော့ကြည့်လိုက်တဲ့အချိန်မှာတော့စပင်းကိုလာချောင်းနေတဲ့ဒုံကိုတွေ့လိုက်ရပါရဲ့မင်းတို့ကတော့နောက်ဆုံးတော့ဒီကောင်စပင်းဝဲလိုက်ပြီပဲဆိုပြီးတော့ပြောနေပါရဲ့ကျွန်တော်မှမင်းတို့ကစပင်းကိုစမ်းမောင်းကြည့်နေပါရဲ့ဒီလိုစပင်းကိုစီးနေရတာဆိုတာ ိမ်မက်မက်နေတယ်လို့ပဲဆိုပြီးတော့ပြောနေပါတယ်ကျွန်တော်ဒီဘင်းကတော်တော်ဈေးကြီးမှာပဲဟေးဟောမင်းဒီဆက်ဘင်းကိုဘယ်လောက်ပေးကြရလဲဆိုပြီးတော့မေးလိုက်ပါတယ်တွင်ကလည်းဟာဒီကောင်ကိုစကန်ပစ္စည်းတွေရောင်းတဲ့ website ကနေ1500နဲ့ရလာတာဆိုပြီးတော့ပြောလိုက်ပါတယ်မင်းတို့ရဲ့ခြေကတော့ဖြစ်ရောဖြစ်နိုင်ပါမလားဆိုပြီးတော့ကြောင်သွားပါတယ်တွင်ကတော့သူတို့ကိုကြည့်ပြီးတော့ဟာပါလေငါပေးလိုက်ရတာအရင်များသွားလို့လားဆိုပြီးတော့မေးနေပါတယ်မင်းတို့ကတော့ဟေးဟော မဖြစ်နေတာဒီလိုဘိန်းကို9000နဲ့ရောင်းရအောင်ရောင်းတဲ့ကောင်ကယူနေရလားဒါမှမဟုတ်မင်းရောင်းတဲ့ကောင်ကိုတခခုလုပ်ပြီးတော့ဝယ်လာလားဆိုပြီးတော့မင်းကိုမောက်ဆုံးမင်းနေပါတယ်တွင်ကတော့ပျော်နေတဲ့မျက်နှာကြီးနဲ့ငါလည်းမသိဘူးလေရောင်းတဲ့သူက "तू မလိုတော့ဘူး"ဆိုလို့ငေါ့ဒီစည်းနဲ့ရောင်းလိုက်တာဆိုပြီးတော့ပြောနေပါတယ်ဒါနဲ့မင်းတို့ဒီလို break မပါတဲ့ဆပင်ကိုဘလို့စီးနေကြလဲငါတော့ကြောက်လို့တက်ကိုမခွာကြည့်ရသေးဘူးဆိုပြီးတော့ဂျုံကပြောလိုက်ပါတယ်မင်းတို့ကတော့ဒီပင်က ဖစ်ဘိန်းဖြစ်ပြီးတော့ဒီဘိန်းကိုစီးတက်ဖို့ကအရင်ဆုံးစကီလီဆိုတဲ့အရာကိုတက်အောင်ကျင့်ရမယ်လို့ပြောလိုက်ပါတယ်။သူကစကီလင်းဆိုတာကိုနားမလည်သေးတဲ့အကြောင်းမီနူးကထပ်ရှင်းပြနေပါတယ်။စကီလင်းဆိုတာကစက်ဘိန်းကိုရပ်တော့မယ်ဆိုရင်ခြေနင်းတွေကို အလျားလိုက်အနေထားထားလိုက်ပြီးရင်ခြေနင်းကိုပြောင်းပြန်ပုံစံနင်းလိုက်မယ်ဆိုရင် နောက်ဘက်ကရပ်သွားလိမ့်မယ်။စက်ဘိန်းကတော့အရှင်ပိုင်ပါတလောက် dress ဆွဲတယ်လို့ပဲကွာ။ရောဆိုပြီးတော့စက်ဘိန်းကရပ်သွားလိမ့်မယ်ဆိုပြီးတော့ မင်းကပြောပြနေပါတယ်။ကျွန်တော်သူကိုယ်တိုင်ပဲစပိန်ဘော်ကိုတိတ်ကဘရိတ်အနေနဲ့ပုံစံကိုပြလိုက်ပါတယ်။ကျွန်တော်โอเคငါနားလိုက်ပြီ။ငါစမ်းကြည့်မယ်ဆိုပြီးတော့စပိန်ဘော်ကိုတက်သွားပါတယ်။ကျွန်တော်ခြေထင်းမှာခြေတော့ကိုထည့်ရတဲ့အပတ်လေးတဲကိုသူ့ဂျော်ဒန်ဖက်နဲ့ထည့်ရမှာဖြစ်တဲ့တွင်သူ့ဖက်နဲ့မှာအစင်းရယ်ထင်းမှာကိုလည်းကြောက်နေပါသေး။ကျွန်တော်ကဲငါစမ်းကြည့်တော့မယ်နော်ဆိုပြီးတော့အစင်းကြီးကိုစပိန်နဲ့ဆင်းသွားပါတယ်။ အရှင်ရက်လာတဲ့အချိန်မှာတော့ဂျင်ကပုံမှန်ဘရိတ်နဲ့စပိန်တွေကိုစီးလာခဲ့တဲ့သူတယောက်အနေနဲ့စကေတင်းလို့ပေါ့ခြေထောက်တွေကလုံမရဘူးဖြစ်နေပါတယ်။မင်းတို့ကတော့နောက်ကနေငါစောနာကလုတ်ပြတဲ့ပုံစံတိုင်းလုတ်လိုက်တော့လို့ဆိုပြီးတော့နောက်ကနေအော်နေပါတယ်။ဂျင်ကတော့ကဲပါဦးဟာငါဘာမှလုတ်မရတော့ဘူးဆိုပြီးတော့စပိန်ကြီးနောက်ပါသွားပါတယ်။မင်းတို့ကတော့နောက်ကနေကြည့်ပြီးတော့ဒီအယူကတော့တွားပြီးဘာလို့အဲ့လောက်တော်နေရလဲမသိဘူးဆိုပြီးတော့ညီးနေပါတယ်။ဂျင်ကတော့ အစင်းကြီးတိုင်းဘယ်ထိပါသွားမလဲဆိုတာမသိဘူးကျွန်တော်မနေ့ပြန်မှပဲဆိုင်သွားပြီးတော့ဒီကောက်ကိုဘရိတ်တွေကိုဆင်ပေးရအောင်မင်းဆိုပြီးတော့မင်းနူးအကြံရသွားပါရယ်ခင်ဗျာဒီနေရာမှာပဲဒီအပိုင်းလေးကို အဆုံးသတ်ထားပါရယ်ခင်ဗျာနောက်လာမယ့်အပိုင်းလေးမှာတော့ဂျေတို့ကအတင်းတွေဘလိုတွေပြင်ဆင်ပြီးတော့ training တွေကိုလေဒီတလွဲတငယ်ချင်းတွေနဲ့ဘလိုဆင်းကြမလဲဆိုတာကိုကျွန်တော်နဲ့တူစောင့်မျှော်ကြည့်ရမှာဖြစ်ပါရယ်ခင်ဗျာဒီနေရာဒီ လိုက်ပါကြည့်ရှုလာသူတယောက်ကြီးစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။